မာပြည်လေပိုင်းမှာလူတက်သူနေတဲ့တွေ့ဒုဖို့ချင်းဈေးခွက်ချစင်းနေတာကြောင့်ကျက်တော်ဆိုင်တောင်သူတွေရှုံးနေနေရင်ဆိုင်နေရတယ်လို့သိရပါတယ်။ကျက်တော်အတင်းစင်းလုံးနေကြတဲ့ပြည်ကျက်တော်ပိတ်သားချင်းထွန်းလုံးရောကြတဲ့အတွက်ကြောင့်တောက်သူတွေမှာဆိုင်ပြုတ်ကုန်ကြစေးအရင်မြင့်ပြများတဲ့အထိအရှုံးပေါ်ရတာဖြစ်တယ်လို့သိရပါတယ်။ကျက်ကုန်ဆိုင်ကတိုင်ကကိုကုန်ချင်း6000ကနေ1000ကျမှထွက်ရှိသူတွေကသာအကျိုးမြတ်ခံစားရတာဖြစ်ကြောင်းကိုရ1000ဝန်းကျင်ထွက်ရှိသူနေပြီးတော့ကုန်ချင်း9000ဝန်းကျင်ထွက်ရှိသူကုန်ချင်း2000မှ3000ထွက်ရှိသူများတယ်လို့သိရပါတယ်။လက်ရှိမှာတော့ကျက်တော်အကြီး သည့်အယောနွန်တပိတာကိုတောင်သူတရားရှိရဲ့ဇင်းနွန်ကအမြင့်ဆုံးတထောင်ချက်သားရရှိနေရလို့သိရပြီးနေရဒေတာလိုက်ဇင်းနွန်ကတပိတာကိုတရားမ200ချက်မှာကွာခြားရရှိရလို့သိရပါတယ်။ဘင်းနာကုံစီတိုင်းမှာတော့ခုရဲ့ပိုင်းမှာစစ်သွန်ကောင်ဝင်ရမှုနဲ့တော့ပြီးဝန်သမျှချက်တော်ရဝယ်ဖြစ်ကြောင်းဈေးကွက်အနေနဲ့တပိတာကိုတထောင်ချက်မှာ2400ချက်တိရှိပြီးတော့မြေသားချက်တော်ကဈေးတန်းမြင့်ဆုံးဖြစ်တယ်လို့သိရပါတယ်။